ဆိုဖန်မီများအားလုံးပဲမိင်္ဂလာပါရှင်ဒီကနေ့မှာတော့အနေတို့ရိရွှေတက်တာလက်ချင်းစင်ရဲ့အပိုင်း၃ဖြစ်တဲ့ကုစားချင်းဆိုင်ရာလုပ်ငန်းစဉ်များကိုအတူတကွဆက်လက်ပြီးတော့လေ့ကျင့်ကြရအောင်ပါမိမိတို့ရဲ့နှလုံးသားလေးတွေကရွှေတက်တာလေးကိုဖွင့်ကြမယ်ဆိုရင်အနေတို့ရိကကုစားချင်းလုပ်ငန်းစဉ်တွေကိုလည်းလှုပ်ဆောင်ကြရလိမ့်မယ် ီကုစားခြင်းလုပ်ငန်းစဉ်တွေကို healing လို့ခေါ်ပါတယ် healing လုပ်ကြတယ်ဆိုတာဟာကုစားကြတာပဲဘာတွေကိုကုစားရတယ်လဲဆိုရင်မိမိတို့ရဲ့ခန္ဓာကိုယ်ရင်းမှာရှိနေတဲ့ယခုဘဝမှာရရှိခဲ့တဲ့စိတ်တန်ရာတွေယုံကြည်မှုအဟောင်းတွေမိမိတို့ soul စိတ်ဝိညာဉ်အတ္တရှင်တန်ခဲသမျှတန်တရာတခြားလုံးမှာ soul တစ်ခုချင်းစီတိုင်းမှာ ရှိခဲ့တဲ့ စိတ်တရားမှတ်ဉာဏ်လေးကိုကုစားကြရဲမိမိတို့ရဲ့ဘိုးဘေးဘီဘင်းတွေ ဆိုင်ရာလုပ်ငန်းစနစ်မိမိတို့ရဲ့ဘိုးဘေးဘီဘင်းတွေရရှိခဲ့တဲ့စိတ်တရားတွေကိုကုစားကြရဲမိမိတို့ရဲ့နှလုံးသားထဲမှာရှိနေတဲ့မိမိတို့ရဲ့ inner child ကိုကုစားကြရဲဒီလိုကုစားခြင်းလုပ်ငန်းစဉ်တွေကိုလှူဆောင်မှအနီရူရီဟာမိမိတို့ရဲ့နှလုံးသား chakra အားကောင်းလာမယ်နှလုံးသားချက်ခရအားကောင်းလာမှမိမိရဲ့နှလုံးသားချက်ခရအသွင်းလေးကလူသားရရှိတတလေးကိုလည်းဖွင့်နိုင်ကြလိမ့်မယ်ကျေးဇူးတရားလုပ်ငန်းစဉ်တွေမိမိပွားများနေတဲ့ကျေးဇူးတရားတွေအကျိုးရှိလာဖို့အတွက် ကုစားခြင်းလုပ်ငန်းစဉ်တွေကလည်းအချိန်ပြီးပြီးတော့လှုပ်ဆောင်ကိုလှုပ်ဆောင်ရမယ်လို့အန်ယူရဲ့ဂုရုဆရာကြီးများကဆုံးမထားခဲ့ပါတယ် ဒါကြောင့်တခါတည်းရမှာအညီတို့တွေဟာကောင်းတာတွေလုပ်တယ်ကောင်းတာတွေတွေးတယ်ယေရှုတရားတွေကျင့်တယ်ကိုထင်းတယ်လို့ကိုယ့်ရဲ့ဘဝကမဖြစ်လာဘူးယေရှုတရားတွေတော့လုံနေပါရဲ့ကိုယ့်ရဲ့ဘဝကရှေ့ကိုမရောက်နေဘူးဆိုရင်ဒါဟာကုစားချက်ဆိုင်ရာလုပ်ငန်းစဉ်တွေလှုပ်ဆောင်ဖို့အချိန်ကျရောက်လာတဲ့အတွက်ဖြစ်ပါတယ် ကူစားခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်ကြပြီဆိုရင်အနီတို့တွေကမိမိကိုယ်ကိုကူစားခြင်းကနေစတင်ကြရတယ်။မိမိကိုယ်ကို ခွင့်လွှတ်ခြင်းကနေစတင်ကြရတယ်။အနီတို့တွေဟာကိုယ်ကိုကိုမသိကြပေမဲ့လူသားများဟာမိမိကိုယ်ကိုခွင့်မလွတ်နိုင်တဲ့အပြစ်ဒဏ်တွေကိုကိုယ့်ရဲ့နှလုံးသားထဲမှာကိုယ်ကိုယ်တိုင်တော့မသိပဲသိဆောင်ထားမိတတ်ကြပါရဲ့။အနီတို့လူသားတွေကိုယ်ကိုကိုခွင့်မလွတ်နိုင်တဲ့အတွက် ကိုပဝင်းချင်းကလူတွေကိုခွင့်မလွတ်နိုင်ကြတာဖြစ်ပါတယ်။အနီရိုရီဟာလူမှုရေးဆိုင်ရာပြဿနာတွေဖြစ်ကြတယ်ဆိုတာဘာကြောင့်လို့ထင်ပါသလဲ။လူတယောက်ဟာကိုကိုကိုခွင့်မလွတ်နိုင်တဲ့ရန်ညိုးတွေကိုကိုယ့်ရဲ့နှလုံးသားထဲမှာတည်ဆောင်ထားပြီးကိုကိုကိုအပြစ်ဒဏ်တွေခတ်ထားတဲ့အတွက်လူမှုရေးဆိုင်ရာဖောက်ပြားမှုပြဿနာတွေပေါ်လာကြရတာဖြစ်ပါတယ်။ ပရိဒါပင်တစ်ပင်ကြီးကိုပျက်စီးသွားစေတဲ့လောဘဒေါသမောဟစိတ်တွေဘာကြောင့်ဖြစ်လာရသလဲလူသားတွေဟာကိုကိုကိုခွင့်မလွတ်နိုင်ပဲတရားပြစ်ဒဏ်တွေကို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 ပြန်ခတ်နေကြလို့ဖြစ်ပါတယ်။ဒါကြောင့်အညီတို့တွေဟာဘသူကိုမှခွင့်မလွတ်သေးခင်မိမိကိုကိုခွင့်လွတ်ကြရမယ်။ ိမိကိုကိုခွန့်လွတ်နိုင်တဲ့ဒုက္ခသာလေးရခုဘဝမှာဆုံတွေ့ခဲ့ရတဲ့မိမိကိုနာကျင်စေခဲ့တဲ့ဒုရီကိုလည်းခွန့်လွတ်ပေးနိုင်မယ်။တန်တရာမှာဆုံတွေ့ခဲ့ကြတဲ့မိမိတို့ကံကြွေးအရာဆုံခဲ့ကြတဲ့ဒုရီနဲ့ဆက်ဆက်နေတဲ့ဆက်ဆံရေးတွေကိုလည်းပဲခွန့်လွတ်နိုင်ပါလိမ့်မယ်။မိမိကိုယ်ကိုခွင့်မလွတ်နိုင်မဲနဲ့တခြားသူတရားကိုခွင့်လွတ်နိုင်ခြင်းဆိုတာဟာစစ်မှန်တဲ့ခွင့်လွတ်ခြင်းမဟုတ်သေးဘူး။ မိမိကိုကိုအမှန်တကယ်ခွင့်လွတ်လိုက်ပြီဆိုရတဲ့အနီတို့ရဲ့နှလုံးသား chakra ဟာကွဲအပ်သွားပြီးတော့အဲ့ဒီကနေအလင်းရောင်တွေဖြတ်ထွက်လာစေတယ်။ဒီအလင်းရောင်လှိုင်းတွေဟာဆိုရင်အနီတို့အတွက်ကြီးမားလာတဲ့ချစ်ချင်းမေတ္တာလှိုင်းတွေဖြစ်စေတယ်။မိမိကိုကိုခွင့်လွှတ်ခြင်းအားကိုကိုကိုလွမြောက်စေခြင်းပဲ။ ကိုကိုနာကျင်စေသူတွေအထင်အမြင်လွဲတဲ့သူတွေလောင်ပြောင်နှိမ့်ချဆက်ဆံနေသူတွေနှလုံးသားကိုနာကျင်စေတဲ့သူတွေကိုဘဝကိုတဆင်တက်နိုင်အောင်လို့စိတ်တရားတွေဖော်ထုတ်ပေးတဲ့သူတွေဟာကိုယ့်ရဲ့ဘဝမှာမဖြစ်မနေတွေးဆောင်ကိုတွေးဆောင်ကြရမယ့်သူတွေဖြစ်ပါတယ်ဒီလူတွေနဲ့တွေးဆောင်မှာအနီတို့ဟာကိုကိုကိုခွဲလွတ်တက်လာပြီးတော့ကိုကိုကိုလွတ်မြောက်အောင်လုပ်ဖို့လိုအပ်တယ်ဆိုတာကိုတတိပြုမိလာပါလိမ့်မယ် သူတို့တွေတင်ပေးလိုက်တဲ့တင်ငန်းစာတွေကြောင့်အနီတို့တွေရဲ့စိတ်ဝိညာဉ်ဟာရင့်ကျက်တမ်းမာလာတယ်။မေတ္တာတရားတွေပြည့်ဝလာတယ်။အနီတို့တွေဟာကိုယ့်ရဲ့ရင်ထဲမှာလူတိုင်းကိုယ်စီကိုယ်စီအညိုတေးတွေရှိတတ်ကြတယ်။ပြန်ပြီးတော့ကလစားချင်မင်းနာကျင်အောင်လုပ်မင်းတို့ဒီမဟုတ်လေသူကတော့ငါ့ကိုအဲတုန်းကဒီလိုဆက်ဆံခဲ့တာဆိုတဲ့အညိုတေးတွေကတော့အနီတို့လူသားတိုင်းမှာရှိတတ်ကြတယ်။ ်တရညိုးသေးတွေပြေးသွားဆိုရင်အညိုးတွေကကိုကိုကိုခွင့်လွှတ်ကြရမယ်ကိုကိုကိုလွတ်မြောက်စေရမယ် အနီရိုရီယာအခုဆိုရင်အချိန်ပြီးပြီးတော့လူတိုင်းရလေ့ကျင့်စနစ်ကိုခက်ခဲပင်ပန်းလာတဲ့လောကရဲ့အခြေအနေတွေမှာတော့မှပဲစူးစမ်းလှုပ်ဆောင်ကြတယ်။တနေ့သားလုံးမှာပင်ပန်းခဲ့ပြီမဲ့လေတနေ့ကိုတနာရီအချိန်ပြီးပြီးတော့ဒီလေ့ကျင့်စနစ်ကိုလှုပ်ဆောင်ခင်းနေကြတဲ့အတွက်ဒီလေ့ကျင့်စနစ်တွေကိုစူးစမ်းအားထုတ်ရကြုံနဲ့ထိုက်တန်အောင်ကုစားခြင်းလုပ်ငန်းစဉ်တွေကို အားထုတ်လှုပ်ဆောင်ကြရမယ်။ ဒီလိုအချိန်ပေးပြီးလှုပ်ဆောင်တဲ့လုပ်ငန်းစဉ်တွေကနေအချိုးကျစုတွေအပြည့်အဝပြန်လည်ရရှိမှကိုယ့်ရဲ့အချိန်တွေကိုယ့်ရဲ့ပင်မမှုတွေထိုက်တန်မယ်မဟုတ်ပါလား။ရှစ်တတလေးကိုရအောင်အနီတို့ဖွင့်ကြရမယ်။အနီရိုရီစာမျက်နှာ52မှာဆိုရင်မိမိကိုကိုခွင့်လွှတ်ခြင်းလုပ်ငန်းစဉ်ဆိုတဲ့ခေါင်းစဉ်ကလေးတွေ့ပါလိမ့်မယ်။အဲ့တော့ဒီနေ့မှအနီရိုဘာကိုရေးကြမလဲဆိုရင်အနီရိုရဲ့ဘဝရီမှာကိုကိုကိုမျိုးတိတ်ထားမိတဲ့ ကိုခံလိုက်ရတယ်လို့တွေးလိုက်ရတယ်ပြင်းမဆင်းရဲတဲ့အခြေအနေကို ပြန်ရေးကြမယ်တခြားသူများကမိမိကိုနာကျင်အောင်စိတ်တော့ကဖြစ်အောင်လုပ်ခဲ့တဲ့အခြေအနေရောမိမိကရည်ရွယ်၍ဖြစ်စီမရည်ရွယ်၍ဖြစ်စီတခြားသူများကို စိတ်ပင်ပန်းအောင်တော့ကရောက်အောင်ဒုက္ခရောက်အောင်လုပ်ခဲ့မိတဲ့အခြေအနေရောအဲ့ဒီအခြေအနေအားလုံးကိုအနေရိုးတွေကဒီကနေ့မှညနေလေးမှာပြန်ဖော်ကြမယ် ကုစားခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေကဘာနဲ့တူလဲဆိုရင်မိမိတို့ရဲ့နှလုံးသားကိုမိမိတို့ကိုယ်တိုင်ကပြန်ခွဲလိုက်တယ်လို့ပဲအနေတို့ရဲ့စရာကတော့အဲ့လိုပဲတင်စားပါတယ်ဒီနှလုံးသားကိုခွဲရမယ်ကိုယ့်ရဲ့နှလုံးသားကိုကိုခွဲလိုက်တယ်ဆိုတာက အမတန်ပြင်းထန်ပြီးအမတန်နာကျင်တဲ့ဖြစ်စဉ်ပါတို့တော့ခွဲအပ်သွားတဲ့နှလုံးသားကတည်းကအလေးရောင်လေးဖြတ်ထွက်ပြီးတော့ပို့ပြီးတော့တံမာရဲ့ရင့်ကျက်တဲ့အတိညာပြေဝရဲ့ချစ်စင်းမြတ်တာနှလုံးသားအစ်စ်တစုံကိုဖန်တီးနိုင်လိမ့်မယ် တခါဒီရံမှာလူအများစုဟာကိုယ့်ရဲ့နှလုံးသားလေးကိုကိုညှာလေးရှိပါတယ်။ကုစားချင်းဆိုင်ရာလုပ်ငန်းစဉ်တွေလုပ်ပြီးဆိုရင်ခက်ခဲတယ်၊ပြင်းမှန်းတယ်၊ဆင်းရဲတယ်။ငါတို့မလုပ်တတ်ဘူးဆိုပြီးတော့တွေးတတ်ကြပါတယ်။ဒါဟာမတိစိရဲ့ဟန့်သားခြင်းတွေပါပဲ။ကိုဒီကိုယ့်ရဲ့နှလုံးသားလေးထိရှားရသွားမှကိုခွဲလိုက်ရမှကိုမဝင်မရဲဖြစ်နေတာပါ။ဒါကြောင့်ဒီကနေ့မှာအနေတို့တွေတတ်တိရှိဖို့လိုတယ်။ ကိုယ့်ရဲ့ဘဝတခြားလောမှာကြုံခဲ့ရသမျှမကောင်းဘူးဆိုတဲ့အဖြစ်အပျက်တွေအားလုံးကိုညီတို့ပြန်ချရေးကြမယ်။ရေးပြီးရင်အညီတို့တွေဟာမိမိကိုယ်ကိုတောင်းပန်ရမယ်။ဒီအဖြစ်အပျက်တွေဒီအဖြစ်အပျက်တွေကနေပြီးတော့ငါ့ကိုယ်ကနှင်းဆဲနှိပ်စက်မိတဲ့အတွက်ငါ့ကိုယ်ကတောင်းပန်ပါတယ်လို့အညီတို့ရေးရမယ်။မိမိကိုဘသူကမှတောင်းမှန်စကားဆိုတာကိုစောင့်နေဖို့မလိုအပ်ပါဘူး။အညီတို့ကကိုကိုကိုအရင်တောင်းမှန်ကြရမယ်။ ်အဲ့ဒီအချိန်တုန်းကဒီလိုလှုပ်ခဲ့တဲ့နာကျင်ခြင်းတွေကိုငါဟာခံစားခဲ့ရတယ်အဲ့လိုခံစားခဲ့ရတဲ့အတွက်ငါကငါနှင်းစင်မိတယ်ငါကငါတောင်းမှန်ပါတယ်ဒီလိုပဲငါဟာလဲပဲအဲ့ခံစားချက်တွေကိုခံစားခဲ့ရတဲ့ငါကငါအပြည့်အဝခွင့်လွတ်ပါတယ် အနေရိုတွေဟာကိုကိုကိုခွင့်လွတ်ခြင်းပဲငါငါကိုငါခွင့်လွတ်တယ်တကယ်လို့အနေရိုတွေဘာမှရေးဖို့စကလုံးတွေစီလို့မရဘူးဆိုရင်တော့ဒီစာလေးထဲမှာအနေရိုတွေကကိုကိုကိုဘလောက်ချစ်တယ်ဆိုတဲ့အကြောင်းကိုဟာဘလောက်တမ်းမာတယ်ဆိုတဲ့အကြောင်းကို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 ကအပြည့်အဝခွင့်လွတ်တယ် ကိုဒီမှားသည်ဖြစ်စီမှန်သည်ဖြစ်စီဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ကိုရဲ့ရွေးချယ်မှုတွေအတိုင်းကိုကိုဟာနားလေလက်ခံနေကိုခံစားခဲ့ရတဲ့ခံစားမှုတွေအတိုင်းကိုကိုဟာစာနာတယ်ဒါပေမဲ့ဒီခံစားချက်တွေကိုငါဟာဆက်ပြီးတော့မခံစားတော့ဘူးဒီလိုမခံစားတော့အောင်လို့ငါဟာငါကိုငါအပြည့်အဝခွင့်လွှတ်လိုက်တယ်အနီးတို့ရဲ့အတွင်းထဲမှာရှိနေတဲ့ soul ဟာ i forgive you မင်းကိုငါခွင့်လွှတ်တယ်ဆိုတဲ့စကားကိုတောင်းတနေပါတယ် အနေတို့တွေဟာဘယ်ရာကိုငါ့ကိုငါခွင့်လို့ရမှာလဲငါဟာငါ့ကိုငါအမှားမှမလုပ်ဘူးလားလို့ထင်တတ်ကြပါတယ်တကယ်ကတော့အနေတို့ရဲ့ cell ရဲ့ memory တစ်ခုချင်းစီတိုင်းမှာတန်တရာကအညိုတည်တည်ရှိတယ်သူများတွေကလာပြီးတဲ့အညိုတည်တည်ရှိမယ်ကိုကိုတိုင်ကဖန်တီးမိတဲ့အညိုတည်တည်ရှိတယ်ဒီအညိုတီတွေကိုအညီတို့ကခြေဖြတ်လိုက်တာပဲအဲ့လိုခြေဖြတ်နိုင်မှုအတွက်လေအညီတို့မနေ့ကရူချက်ကရကိုထိုင်ခဲ့ကြတယ် ဒါကြောင့်မလို့ဒီကနေ့မှနေတို့ရေစာရေးမင်းဘာမှမရေးတတ်ဘူးဆိုရင်တော့ငါကိုငါအပြည့်အဝခွတ်လွတ်ပါတယ်ဆိုရင်စာချောင်းလေးကိုပဲထက်ခါထက်ခါရေးပေးပါရေးတတ်တဲ့အညီတို့ရဲ့ so family များကတော့ကိုယ့်ရဲ့ဘဝကစာချောင်းကုန်စင်အဖြစ်ပြက် share တွေကိုအကုန်လုံးပြန်ရေးပြီးတော့အောက်ဆုံးမှာဒီအဖြစ်ပြက်တွေမှာငါကိုငါခွတ်လွတ်တယ်ဒီအဖြစ်ပြက်တွေကနေပြီးတော့ငါကိုငါလွတ်မြောက်စေလိုက်တယ်လို့ရေးလိုက်ကြရအောင်ပါနော် အချိန်လေးယူစိတ်ကလေးကိုစုစည်းပြီးတော့မှကိုယ့်ရဲ့ခေါင်းထဲမှာပေါ်လာတဲ့စကလုံးလေးတွေကို ရေးလိုက်ကြရအောင်ပါရေပီပီဆိုရင်တော့ဂျီနီယန်နီတို့ရိကုစားချင်းဆိုင်ရာတရားထိုင်ခြင်းလုပ်ငန်းစဉ်လေးကိုဆက်လက်လုပ်ဆောင်ကြရအောင်ပါနော်။အညီတို့လူတိုင်းလူတိုင်းဟာထွေးပွေးမှုမေတ္တာတရားကိုလိုအပ်ကြတယ်။ဒီမေတ္တာတရားဟာဘလောက်ပဲတန်မာတယ်၊ကောင်းမာတယ်၊စွတ်သွန်းရိုင်းဆိုင်နေဆိုတဲ့သူပဲဖြစ်နေပါစေ။လူတိုင်းဟာထွေးပွေးမှုမေတ္တာကိုလိုအပ်ကြတယ်။ ဒီထွေးပွေးမှုမေတ္တာကိုအနည်းတို့ကခုခုကိုအရင်ဆုံးစပြီးတော့ပေးရမယ်။ကိုကိုကိုခွင့်လွတ်တယ်ဆိုတဲ့အပြုံးလေးနဲ့အတူတူအနည်းတို့တွေကခုခုကိုမေတ္တာတရားအပြည့်ပေးစားဖို့လိုအပ်တယ်။ကိုကိုကိုမေတ္တာပြီးမှအနည်းတို့ရဲ့နှလုံးသား chakra ကအလင်းရောင်တွေဖြာထွက်နိုင်မယ်။ဒါကြောင့်အနည်းတို့ဒီကနေ့မှစိတ်ကလေးကိုရှော့မယ်။အစင်းနေလေးနေရာယူမယ်။မျိုးလုံးလေးကိုမိထားကြပါမယ်။ ကိုယ့်ရဲ့အာယုံလေးကို ရှင်သွင်းရှင်ထုတ်ကလေးမှာပဲခဏလေးမှတ်လိုက်ကြရအောင်ပါရှင်သွင်းမယ်ရှင်ထုတ်မယ်ကိုယ့်ရဲ့ဘေးမှာဖြစ်ပျက်နေတဲ့အရာတွေကိုခံစားကြည့်ပါအာယုံကိုတင်းမထားပဲနဲ့လွတ်ပြေးလိုက်ပါငါရှုတင်းနေတယ်ငါရှုထုံးနေတယ်ဘေးမှာတော့ငါကလူသံတွေကိုကြားနေရတယ်ကားသံတွေကိုကြားနေရတယ်ဘလို့အနံ့လေးတွေကိုရနေတယ်ဒီအယုံငါပါခန်းစားချက်ကလေးတွေကိုလည်းတတိလေးပြုကြည့်ပါ အနီတို့ရဲ့ soul ကိုခဏလေးထွေးပွေပြီးတော့အနာပေးလိုက်ကြရအောင်။အနီတို့တွေဟာယခုဘဝမှာလည်းပင်မဆင်းရဲခဲ့တာတွေအများကြီးရှိလိမ့်မယ်။ကြောက်ဖြတ်ခဲ့ရတဲ့ဘဝတင်းကန်းစာတွေအများကြီးရှိလိမ့်မယ်။ဒီလိုပဲတဏှာတစ်လျှောက်လုံးမှာလည်းမိမိတို့ကမိသွားပြီမယ်လေမိမိတို့ရဲ့ soul ကမှတ်မိနေတဲ့ပင်မဆင်းရဲစွာကြောက်ဖြတ်ခဲ့ရတဲ့တင်းကန်းစာတွေလည်းအများကြီးရှိလိမ့်မယ်။အဲ့ဒီလိုမျိုးအနီတို့ကြုံခဲ့ရတဲ့ဘဝတစ်လျှောက်လုံးမှာ ကြုံရတဲ့အဖြစ်အပျက်တွေအားလုံးကိုမိမိဟာကိုကိုကိုခွင့်လွတ်တယ်။ကိုဒီဘာရီပဲလှုပ်ခဲ့ပါစေ။လှုပ်ခဲ့တဲ့အရာတိုင်းကိုမိမိကိုကိုနားလေတယ်။စာနာတယ်။ကိုကိုကိုချစ်တယ်။ကိုကိုကိုခွင့်လွတ်တယ်။သူများရဲ့နာကျင်အောင်လုပ်ခဲ့တဲ့နာကျင်မှုတွေအားလုံးကိုလည်းငါကူငါတောင်းပန်နေငါကူငါမြစ်တာအပြည့်ပေးပါတယ် အညီတို့တွေမိမိရဲ့ညာဘက်လက်ကလေးကိုဘယ်ဘက်ပခုံးမတင်ထားပြီးတော့ဘယ်ဘက်လက်ကလေးကိုညာဘက်ပခုံးမတင်ထားပြီးတော့မိမိကိုကိုထွေးပွေးလိုက်ရအောင်အပြုံးလေးကိုပြီးကြမေရအောင်ပြုံးရမေနော်အညီတို့ soul family များအပြုံးလေးပြုံးပြီးပါ အပြုံးလေးပြုံးပြီးရင်ငါကိုငါခွင့်လွတ်တယ်ငါကိုငါအပြည့်အဝခွင့်လွတ်တယ်ငါကိုငါအပြည့်အဝခွင့်လွတ်တယ် ငါကငါအပြည့်အဝချစ်ချင်းမြတ်တာပေးတယ်ငါကငါအပြည့်အဝချစ်ချင်းမြတ်တာပေးတယ်ငါကငါအပြည့်အဝချစ်ချင်းမြတ်တာပေးတယ်ပြင်းမှန်းခဲ့တဲ့ငါရဲ့စိတ်ဝိညာဉ်လေးကို ထွေပွေပေးမယ်စိတ်ကလေးကိုလျှော့ထားမယ်ချစ်ချင်းမြတ်တာတွေကိုခံစားကြည့်ပေးပါအနီတို့ကမိမိကိုကိုနှစ်သိမ့်ပေးနေတာဖြစ်တယ်မိမိကိုကိုကူစားပေးနေတာဖြစ်တယ် ချစ်ချင်းမြတ်တာတွေကိုခဏလေးအာယုံလေးပြုကြည့်ရအောင်ပါနော် နီတို့တွေဖြည်းဖြည်းချင်းကိုယ့်ရဲ့လက်ကလေးကိုနှလုံးသားချက်ခရရှိမှလောက်ကလေးချလိုက်ကြရအောင်ပါဒီကနေ့မှနီတို့တွေကပထမဦးဆုံး self healing energy နဲ့ထိတွေ့ခဲ့ကြတာဖြစ်ပါတယ် trigger တွေတိတ်များတဲ့အနီတို့ soul family များလည်းဒီနေ့လုပ်ငန်းစဉ်လုပ်ပြီးတဲ့အခါမှာစိတ်ထဲမှာအဆင်မပြေတဲ့ခံစားချက်တွေပြန်အံပွင့်ကြလာတာမျိုးတွေလည်းရှိနိုင်ပါ रे အဲ့ဒီခါမှာကိုကိုကိုစိတ်တိုင်းမကြမဖြစ်ဖေးစိတ်ရှည်တည်ခံပေးပါမေတ္တာလေးပေးပါ ခွင့်လွှတ်ခြင်းလေးတွေနဲ့မြင်အောင်ကိုကိုကိုကြည့်ပေးပါနော်ဒီနေ့ကတော့အနီတို့ရဲ့ကုစားချင်းဆိုင်ရာလုပ်ငန်းစဉ်နံပါတ်1အောင်မြင်ပါပြီ။မနေ့ပြန်မှအနီတို့တွေပြန်ဆောင်ကြပါမယ်။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။